်ဒီ96လုံးပါလေဒီအရင်စတူဒီယိုကျွန်တော်တို့စမ်းသပ်ကြည့်ပါမယ်သူကဒီအဒီဒီဒီကြောင်းကြီးကမသားတော့ပါဘူးအခုသူကဆိုရှယ်ရှင်လေးလုံးတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးဒီမှာလေးလုံးတွဲကိုမန်စထရင်းလုပ်ပြီးတော့ပယ်လေဆက်ထားပါတယ်တစ်လုံးစီကိုပယ်လေဆက်ပြီးတော့ဒီလို string တစ်ခုကို ေလိုလေးလုံးပါတယ်ဆွင်းတို့ကိုပြန်ပြီးတော့ C 96လုံးစက်ထားပါတယ်အဲ့တော့အလုံးပေါင်း24 string ရှိပါတယ်အခုဒီ LED လေးကိုကျွန်တော်စံသပ်ကြည့်ပါမယ်ဒီထိပ်က LED ဒေးလုံးကမလာပါဘူးဒုတိယ string ဖြစ်တယ်ဒီ LED ဒေးလုံးလည်းမလာပါဘူးအဲ့တော့ ဒီမှာတတိယ LED ကိုတာပါတယ်စတုထား LED တွေတာပါတယ်ဟုတ်ကဲ့တာပါတယ်ဒီမှာလည်းစမ်းကြည့်တာပုံတာပါနော်အဲ့တော့ရှေ့ရမတန်းအပြက်နေပါတယ်ခုကျွန်တော်ဒီနှစ်တန်းကိုခုကျွန်တော်ဒီနှစ်တန်းကိုကျွန်တော်ဘိုင်ပတ်စ်တုပ်ပြီးတော့စမ်းကြည့်ပါမယ်တားရရသူရ ွားရတယ်ဖြစ်ပါလေ။ဘုဒ္ဓီဖောင်းလေးကိုကိုစံတမဖြစ်ပါလေ။ကဲခုအဆုံးရှိရှင်ကိုလုံးဟာမြုံနေကိုလုံးဟာလင်းသွားပြီဖြစ်ပါနဲ့ ုတ်ဒီရှိရ1 2 3 4 5 6 7 8 9 10ကျောင်းကျောင်းရေကျောင်းရေဒီလိုမျိုးပုံမှာအားတိုင်းအောင်ဖြစ်ပါတယ် LED driver အခုကျွန်တော်တို့က LED driver တွေရဲ့ power supply AC power supply နဲ့ rectifier diode ကအထွတ် DC ဘိုဒီရဲ့ LED ရဲ့ current ရဲ့ဘိုဒီရဲ့ကိုတိုင်းကြည့်မှာဖြစ်ပါတယ် AC supply ဘဝင်ဖို့တွေဘလောက်ရှိတဲ့တန်းကြည့်ပါလေ။နေရာတသမာနေရာတသမာကိုပို့ရေးဖြစ်ပါတယ်အခုကျွန်တော်တို့က bridge retriever အတန်ကိုအထွက်က DC ဘိုးတွေကိုဘယ်လောက်ရှိလဲဆိုတာတန်းကြည့်ပါတယ်နေရာနဲ့80နဲ့ရှိဖို့ရှိပါတယ်သူက LED ရဲ့ LED ရဲ့ပို့တွေကို လောက်ရှိလဲဆိုတာပေါ့တိုင်းကြီးမှာဖြစ်ပါတယ်အဲဒီရေပိုရီက84 84ဘူးရှိပါတယ်ကရံက120 120လောက်ရှိပါတယ်။ကျားတစ်ခုနဲ့120 ်ဒီလောက်ရှိပါနဲ့အခုကျွန်တော်တို့ကဒီ 9554A LED driver လေးကြောင့်မပြောခင်အဲသူရဲ့သက်ဆိုင်ရာဖြစ်တဲ့ non isolated but LED driver ဆိုတာပါဆိုတာပါကိုပြောရတယ်ဆိုတော့ကျွန်တော်နည်းငယ်ကျင့်လေးရှင်းပြလို့ပါတယ် non isolated but led driver ဆိုတာ but led driver ဆိုတာ but converter ဆိုဆိုတော့ရင်ရှင်းပါမယ် but converter ဆိုတာ step down converter တစ်မျိုးဖြစ်ပြီးတော့သူက input voltage က output voltage ကိုသူကနှိမ့်အောင်လုပ်ပေးရပါတယ်ဒီ non isolated ဆိုတာကတော့ input နဲ့ output ကြားမှာကျွန်တော်တို့ဒီလိုလို transformer တွေပါတယ်အေးမခံထားပါဘူး isolation မရှိပါဘူး winding မရှိဆိုတော့သူောပါဒီ led driver ဆိုတာတော့ led မီတီတွေကိုလင်းအောင်မောင်းပြီး drive လုပ်တယ်ကျွန်တော်တို့ DC power supply တခုလို့ကျွန်တော်အလွယ်ဆုံးပြောပြသည်ဒီ non isolated bug led driver လို့လို့ပုံအောင်ဆိုလို့ရှိရှင်ဒီ PWM နီးနဲ့ဒီကျွန်တော်တို့ MOSFET ဖို့ဒီကျွန်တော်ဟို passive modulation နီးနဲ့သူအဖွင့်ပိတ်လုပ်ပေးပါတယ်ပြီးလို့ရှိရှင်ကားရံကို control လုပ် inductor ပါမယ်ကျွန်တော်တို့ပြင်ဒီ inductor နဲ့အဲဆက်လို့ပြီးတော့ဒီမှာ fuel leader ကိုပါမယ်ပြီးလို့ရှိရှင်ဘိုးတွေကိုညောင်း smooth လုပ်ပေးတဲ့ capacitor ပါမယ်ပြီးတော့ဒီကောင်ကိုအဖွင့်ပိတ်ကိုလုပ်ပေးတဲ့ MOSFET ကိုပါပါတယ် ဒီနား S ဆိုလေးတဲ့ bike LED driver အသာကျက်တရားတော့သူကသူက transformer တွေဘာတွေမပေါအောင်ဆိုဆိုင်တီအောင်မှု high efficiency 85ကနေ95 ठी လောက်ရှိပါတယ်သူကဆိုရှင်ဟာသူအတန်းကို USR အသေးငယ်သွားပါတယ် constant current output ဖြစ်ပါတယ် LED မှာဆိုရှင် current ကိုကစားရတွေ့ကြအောင်လို့ LED driver LED is a medium တဲ့အကောင်းဆုံးတင်တော်တဲ့ driver ဖြစ်ပါတယ်သူမှာ over current နဲ့ဒီ955 4တွေမှာ over current နဲ့အနာဘိုးရစ်တွေအိုဘာကန်နဲ့အိုဘာဘိုးရစ်တွေပရိုတက်ရှင်တွေလည်းပါပါတယ်။တမ်ပရေချာ တက် protection တွေလည်းပါပါလေဒီ non isolated back edit driver အားနည်းချက်ကတော့သူက isolation မရှိတဲ့ကြောင့်လို့ short သွား circuit ဖြစ်လို့ရှိရင်အန္တရာယ်များပါတယ်ပြီးလို့ရှိရင် change ကအမြဲတမ်း input တွေက output တွေအမြဲတမ်းမြင့်နေရပါမယ်အဲ့ချက်ချက်ရှိပါတယ်အဲ့ဒီအတွက်ကြောင့်လို့သူကဆိုလို့ရှိရင် high power ကျွန်တော် application တွေအတွက်ဘယ်မှမတင်လို့ပါဘူးကျွန်တော်တို့ကဒီ SCI 955ကိုရေမျိုးစား အာဒီ LED driver လေးကသူကအရင်ကတည်းကြတဲ့ high precision နဲ့ isolation part converter driver IC လေးဖြစ်ပါတယ်။အာကျွန်တော်တို့က LED driver တွေအရဆိုရင်သူကသုံးတယ်ကျွန်တော်တို့ supply board တွေက85ကနေ265 input ဖြစ်ပါတယ်။အဲ့တော့အဲ့ input မှာလည်းသူကကောင်းကောင်းသုံးနိုင်ပါတယ်။ system အရဆိုရင်ကျွန်တော် output ကနေ output ကနေဆိုတာဒီ LED ရဲ့ကနေဒါမှမဟုတ်ရှင် interrupter ကနေရောဖြတ်စည်းတာ interrupter ကနေ attract ဖို့ကဒီ LED ရဲ့ output board တွေချအောင်သူကဆိုရင်လေလုံးကြီးတွေကိုဖြစ်အောင်အလိုလျောက်သူကအလိုလျောက်သူကထိန်းညွှတ်ပေးနိုင်တယ်။ ချဲချိန်းထားပေးနိုင်တယ်သူက linear regulation နဲ့ load regulation ကိုသူကလုပ်ပေးပါတယ်လုပ်ပေးနိုင်ပါပေါ့နိသူကဒီ dialogue ညီတွေဖြစ်တယ်ဆိုတာပြောတာဆိုတော့ power သူကဆိုရှင်ဒီ power system ဒီ driver ရဲ့ power ဆိုရင် inductor အဖြစ်အစည်းအကြောင်းနဲ့ဒီ attract ဘွားတို့ကိုသူကဆိုရရှင် inductor အစည်းအကြောင်းဆိုတာ led က led ရဲ့ဟို zero အဖြစ်အစည်းအကြောင်းနဲ့ဒီ led ရဲ့ attract ဘွားကိုသူကဆိုရှင် auto သူကဒီလိုလျောက်သူကဆိုရင်ချိန်းနေပြီးတော့ပြောတာဖြစ်ပါတယ်ဒီ window mode ဒီကအတွင်းဆိုတာဒီ led ရဲ့ကျွန်တော်တို့အနေအားပေါ်မူတည်ပြီးတော့လိုအပ်တဲ့အဖြစ်အစည်းအကြောင်းတွေကို လျှက်စီးကြောင်းနဲ့လျှက်စီးကြောင်းတွေလိုအပ်ချက်နဲ့ဒီဘူအပေါ်လိုက်ပြီးတော့ဘွားတွေကိုတည်ငြိမ်မှုကိုသူတပြိုင်တည်းဖြစ်အောင်သူချိန်ပေးပါတယ်အဲဟို adaptive demand လို့ပြောတယ်လိုချောက်ချိန်ပြီးတော့ပြောတာပါ linear regulation ဆိုတာကတော့အခွင့်ဘူက input bullish ပြောင်းလဲမှုများပါကျွန်တော်တို့အခွင့်ပြောင်းလဲဖို့အထွက်ဘူအားကိုသူကတည်ငြိမ်အောင်ထိန်းချိန်ပြတာလည်းပါပါတယ်သူကတကယ်လို့ဘီယာကြရတဲ့အချိန်မှာလည်းပြောင်းလို့အထွက်ဘူကိုတည်ငြိမ်ထိန်းပြတဲ့စနစ်နဲ့ပါတယ်စနစ်ကိုသူကဒီနေ regulation လို့ခေါ်ပါတယ် low regulation ဆိုတာကတော့ဒီ LED မီတီတွေက LED တွေ LED တွေလင်းအားကြောင့်နှက်စီးကြောင်းတွေအလိုအပ်ချက်တွေအများတယ်ပြောင်းနေတယ်ပြင်းတယ်အဲ့ပြောင်းတဲ့ဒီပြောင်းလဲမှုရပြောင်းလဲမှုအောင်ဒီဘောကကျဆင်းခြင်းမရှိပါဘူးသူကကာပဲပြီးတော့ဒီကလုတ် regulation ကိုတခေါ်တာပြောပါတယ်အဲ့တော့ဒီဒီ LED driver လေးရဆိုချင်ဒီ LED အဲ့ဒီ LED VDD တွေရတည်ငြိမ်တဲ့လင်းအောင်တော့ရဖို့အတွက်ဒီနှက်စီးကြောင်းနဲ့ဘောအားကိုသူကအကောင်းကောင်းလေးကိုသူကသူညှိအောင်သူထိန်းကြည့်ပေးနိုင်ပါတယ်အရန်ကိုကောင်းပါနဲ့ဒီဒီ driver အဲမျိုးစားလေးဖြစ်ပါတယ် ဒီအားဆိုရှင်လည်းဒါသူ့ရဲ့ data sheet မှာပြောတာဖြစ်ပါသူ့ရဲ့ data sheet ကိုကျွန်တော်တို့ကျွန်တော် link မှာ description ပေးထားပါတယ်အဲ့မှာသွားပြီးတော့အာ description မှာ link ကိုပေးထားပါတယ်အဲ့မှာသွားပြီးတော့ကြည့်နိုင်ပါတယ်ကျွန်တော်တို့ဒီဒီ driver လေးရဲ့အလုပ်လုပ်ပုံ channel ကိုပြသက်လို့ပါတယ်ကျွန်တော်တို့ mouse ကိုကျွန်တော်တို့ဖွင့်ပေးဖွင့်ထားဖွင့်လာပေးတဲ့အချိန်မှာဆိုလို့ရှိရှင်အဲဒီဒီ power ဆိုရှင် bridge rectifier diode နေပြီး capacitor ခံပြီးတော့ဒီမှာ dc power ထွက်ပါတယ် dc က dc ကဘုလို့ဆိုရှင် inductor ကိုဖြတ်ပြီးတော့ led ကမြည်ရလင်းနေမှာဖြစ်ပါတယ် အဲ့ဒီအချိန်မှာဆိုရင် data EMF ကိုတို့သူကဆိုလို့ရှိရင် store တော်တော် energy ကိုသူကဆိုရင်တော်တော်ထားလိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ mosfet ဆိုလို့ရှိရင်ပိတ်လိုက်တဲ့အချိန်ဒီ mosfet ကိုပိတ်လိုက်တဲ့အချိန်မှာဒီဒီ inductor ကနေပြီးတော့အဲဒီ EMF တရားဆိုလို့ရှိရင် energy ရဆိုရှင် freely diode ကိုဖြတ်ပြီးတော့ဒါက LED ကိုကာနာပြန်ပေးတဲ့အကြောင်းပေါ့ LED ရဆက်ပြီးတော့လင်းနေမှာဖြစ်ပါတယ်အဲဒီဒီ capacitor လေးကတော့ output voltage ကိုကျွန်တော်ခုနပို့ရစပုတ်ဖြစ်အောင်လုပ်ပြီးတော့ပြောပါတယ်ဒီတကယ်လို့ mosfet တွေကိုဘယ်လိုဖွင့်ပိတ်လုပ်တာလုပ်တဲ့နည်းစနစ်ကိုကြတော့ duty cycle နည်းနဲ့ PWM PWM နည်းနဲ့ duty cycle ကိုထိညပြင်ကျွန်တော်တို့တော့ပြောပါတယ်ဒီအဲ့တော့ duty cycle ဆိုတာကတော့ဒီ on time ratio ပြောင်း on time ratio ကိုလေဒီရဲ့ကားကိုထိညပြီးတော့ပြောတယ်ဆိုလိုတာကတော့ကျွန်တော်တို့က100% duty cycle ဆိုလို့ရှိရင်ဒီ on time နဲ့ on net time ဆိုလို့ရှိရင်ဒီမှာ time ဒီမှာ amplitude ဖြစ်ရှိရဆိုလို့ရှိရင် on net time 100%ရခိုင်လို့ရှိတယ်ပြောတာပါကျွန်တော်90%ရခိုင်လို့ duty cycle ဆိုလို့ရှိရင် on net time ဆိုလို့ရှိရင်ဒီမှာ90%ရခိုင်တော့ကျွန်တော်တို့ ပြပြီးပါစံအတွက်ဖွင့်တာကိုပြောတာဖြစ်ပါတယ်တကယ်လို့ကျူတီဆိုင်ကအကြောင်းကိုတကယ်လို့အတိအတိကျနေဆိုရင်ကျွန်တော်ရအောက်ပါပြီလို့တော်တော်ဂျဝေးဖီအကြောင်းဆိုရင်အောက်ပါပြီဒီတော့ကြည့်ရှိနေပါတယ် sine square wave triangular wave ဒီအကြောင်းဆိုတဲ့ဗီဒီယိုကြည့်ပါကျွန်တော်ဒါကိုလည်း description မှာ link လေးချပေးထားပါတယ်ကျွန်တော်နေဒီ power ဒီ led driver socket လေးကိုထပ်ပြီးတော့နည်းနည်းလေးပြောရအောင်เนาะသူက charge power supply socket တွေလို့သူကဆိုရှင်ကျွန်တော်အထူးသဖြင့် SNPS ကို secondary feedback ဆက်ကက်နဲ့ compensation ဆက်ကက်ဒီမပါပါဘူးအာ second duty feedback ဆိုတော့ကျွန်တော် SNPS ရေမှာဆိုလို့ရှိရှင်ဒီ optocoupler နဲ့တော့ feedback ပြန်ပြီး TL431 ICO နဲ့တော့ဆိုလို့ရှိရှင် feedback ပြန်ပြီး isolation နဲ့လုပ်ပြီးတော့ feedback လည်းယူတာကိုပြောတာပါနောက်ပြီးတော့ auxiliary wire နဲ့အပြင် effect တွေပါဆိုလို့ရှိရှင် auxiliary wire တင် transformer base socket တွေဒီဒီပါနေတော့ပြောတာပါအဲ့ဒါတွေတော့လုံးဝမပါတော့ပါဘူးဒီ compensation socket ဆိုတာကတော့သူကအာဒီ feedback loop တစ်ခုရဲ့ stability နဲ့ဒီ response ထိညီပေးပါတယ်ဆိုလိုတာကတော့ oscillation RC ဒီ network တွေနဲ့ပြန်ပြီး output ကိုအမြင်အောင်ထိန်းတာကိုပြောတာပါအဲအဲ့ဒါကို compensation circuit တွေလို့ပြောတာပါဒီအဓိကတော့သူက oscillation ဖြစ်တာကိုကာကွယ်ဖို့ပါအဲ့တော့ဒီအကောင်အားဆိုရှင်ဒီ LED driver လေးမှာအဲ့ဒါတွေကတော့မပါတော့မပါတော့ရအောင်သေးပြီးတော့သူက compact ဖြစ်သွားဖြစ်သွားတာကိုပြောတာပါပြီးလို့ရှင်သူ့ရဲ့ production feature လေးကဆိုတော်တော်လေးအသေးစိတ်ကြာပြီးချစ်ပြန့်တော့ပါသူ့ထဲမှာဆိုရှင်သူ့ရဲ့ data sheet ကဖတ်ကြည့်လိုက်တဲ့ခါမှာ LED open for production short circuit productions ဒီ car assembly နဲ့ resistor ရဲ့ resistor short production ဖြစ်တာဖြစ်တာဖြစ်တာကိုလည်း short ဖြစ်တာ production လုပ်ပေးတာလေ။နောက် VDD analog board production နဲ့ over over board production နဲ့စတဲ့ system တွေပါပါတယ်။သူ့ရဲ့အဲ့တော့သူ့ရဲ့ overall data sheet မှာဘာတွေများဖတ်ပါသေးလဲဆိုရှင်။တော်ဆိုရှင် pin distortion တွေရှိမယ်။ဒီ IC ရဲ့ဒီ IC ကိုတွက်ချက်ဖို့အတွက် LED တွေနဲ့တွက်ချက်ဖို့အတွက်အဲ့ LED ဘလောက်ချိန်မှာတွက်ချက်ဖို့လဲ IC ရဲ့ maximum board rate တွေ car နဲ့ power rating တွေပါမယ်။ဒါပေမဲ့ electronic characteristic တွေပါမယ်။ VDD ကဘလောက် IC ကျွန်တော် ကျွန်တော် LED ကားတန်းဘလောက်ဆိုတာဒီပါမယ် IC ရဲ့ twin mic တို့လို့ပုံကျွန်တော် functional block diagram လေးကိုလည်းအဲဒီလိုမျိုးကျွန်တော်တို့ functional block diagram လေးပါပါမယ်ဒီမှာဆိုရင် simple antitat ဒီမှာဆိုရင် sensor တွေလောက်တာပါမယ် VTD ပါမယ်ပြီးလို့ရှိရင်ဒီကောင် over card and under voltage တွေကိုကျွန်တော်တို့ adjust လုပ်ပေးတဲ့ဒီအပိုင်းလေးတွေပါမှာဖြစ်ပါတယ်ပြီးရင်အထက်မှာ over card နဲ့ temperature နဲ့ over voltage တွေကို train ပေးတယ် control လုပ်ပေးတယ်ဒါဆိုရင် mosfet ဒီနေရာလေးอ่ะဆိုလို့ရှိရင်တော့ mosfet ဖြစ်ပါတယ် ီညာလေးရဆိုရှင်ဒါ mosfet ဖြစ်ပါတယ်ပြီးလို့ရှင်သွားဆိုရှင် application information နေနဲ့ array ရဲ့ garden ခုနကကျွန်တော်ပြောခဲ့တဲ့ array ရဲ့ garden sampling လုပ်တဲ့ resistor enter data တွေကိုသူဘယ်လိုတွက်တယ်ဆိုတာကိုတွက်ချက်တဲ့ needle ကိုလည်းသူအဆိုရေးသားပေးထားပါတယ်ပြီးလို့ရှင် boric garden temperature protection တွေရဲ့အကြောင်းကိုလည်းထပ်ပြီးတော့သူဆုံဆုံလေးနေကိုအာရေးထားတဲ့အတွက်ကြောင့်ဘောနော်ဒီစိတ်ပါပါစားလေးတွေ LED driver လေးတွေရဲ့ LED မီချောင်းလေးတွေရဲ့ driver အကြောင်းကို ဟိုစိတ်ဝင်စားတဲ့လူတွေဆိုရှင်ဟိုငါတွားဖတ်ရှုရှင်မယ်ကျွန်တော်တို့ကဆိုရင် knowledge ရရမယ်လို့ကျွန်တော်ကြောက်မယ်လို့ကျွန်တော်ညွှန်လင်းပြောပါတယ်ကြည့်ရှုမှုတွေကျေးဇူးတင်ပါတယ်ဝါသနာရကလီးသမျှကိုပြန်လည်မျှဝေတင်ပြခြင်းမှာဖြစ်ပြီးအားသောအချက်လည်းများလိုအပ်ချက်များရှိပါကကြည့်မိသောပြင်ပညာရှင်များအနေနဲ့ကြံ့ကြံ့ပေးဖို့ရည်ရွယ်သွားဖြင့်တောင်းဆိုပါတယ်အဆင်ပြေပြီဆိုတော့ like subscribe နဲ့ share လေးလုပ်ပေးကြပါခင်ဗျာဗီဒီယိုများကိုတက်နိုင်သမျှအဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့် playlist ကိုကြည့်ရှုရင်းဖြင့်လွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်